Hello အားလုံးမင်္ဂလာပါလင်း channel တွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ချို့ပေါ့နော်တော်တော်များများအရင်တော့အထပ်ပို့ပြီးတော့လင်းကသားရည်လေးကြည်တာရဲ့လို့ပြောပါတယ်လူတွေများတယ်ပေါ့နော်အဲ့တော့လင်းဒီနေ့အာ product တွေတခုနဲ့မိတ်ဆက်ပေးမယ်အဲ့ဒါကလင်းအသားရည်ကြည်ဖို့အတွက်သူကတထောက်တနေရာကနေပြီးတော့ထောက်ပံ့ပေးရဲ့ skin care တခုပဲပေါ့နော်အဲ့တော့အဲ့ဒါမတိုင်ခင်လင်းရဲ့ဒီ skin history ဒီအကြောင်းနည်းနည်းလေးပြပြမယ်ပေါ့နော်အဲလင်းက oily skin မှာဒါဝတ်ချံပေါက်တဲ့အသားရည်ထဲမှာပါတယ်။အာပြီးလို့ရှိရင်ဒီကဒီ body အသားရည်ထဲမျက်နှာအသားရည်ကညိုတဲ့နေရာမှာပါတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်အခါကြောင်ဖြစ်လဲဆိုလို့ရှိရင်မျက်နှာကိုဖြူအောင်ဆိုပြီးတော့အာအသားဖြူ cream နေအများကြီးလိမ့်နေလိမ့်နေခါကြတော့အာဒီတချို့ product တွေကကိုယ်နဲ့ sensitive ဖြစ်တာရှိရဲ့အခါကြောင်ဖြစ်လဲဆိုတော့ဝတ်ချံပေါက်လာတယ်။ အာအဲ့တော့အရင်တို့ဟာငယ်တဲ့ခါကျတော့အာပြီးလို့ရှင်ကို့မှာလည်းအရင်ကြီးဝက်ချံကူးတဲ့စီးကန်တွေတော့ပြမယ်လို့မသိသေးရင်အချိန်မှာကျတော့အာဒီတိုင်းမဲ့တနခါရီလိမ့်ပြီးတော့တမန်ကရှက်ကလေးထားလိုက်တယ်အဲ့တော့သုံးမြင့်ကြာမှာတော့ဝက်ချံအပြင်ပျောက်သွားတယ်ပျောက်သွားတဲ့အချိန်မှာဘာလို့လဲဆိုတော့အာကိုလန်နဲ့ရွေရောက်လာပြီဆိုတော့ပြန်ပြီးတော့ဒီစပြီးတော့ဒီမိတ်ကပ်တွေအထူးရေလိမ့်နေအဲ့တော့ချစ်ပေါက်တွေပိတ်တယ်ဝက်ချံတွေကပြန်ပေါက်တယ် အဲ့လိုနဲ့ဟိုဗာလဲအစည်းကန်းသွားပြလိုက်ပြီးမတက်တာလိုက်ဝက်ချန်ကပေါလိုက်ပြလိုက်ပေါလိုက်ပြလိုက်ဖြစ်တာကအာလင်းဘွားမှာဆိုလို့ရှိရင်အာ၆ချိန်လောက်ရှိတယ်အဲ့တော့လင်းကဘာလို့လဲဆိုလို့ရှိရင်ဒီလင်းနည်းနည်းအရွယ်ပိုပြီးရောက်လာတဲ့ချိန်မှာတော့ ကိုယ်လည်းနည်းနည်းအာစေခန်နေသွားနိုင်နေပြီအဲနည်းနည်းလည်းအသိပညာလည်းကျွဲလာပြီပြီးတော့ကိုယ်နိုင်ငံမှာလည်းဒါကဝက်ချန်ကိုရဲ့အာစေခန်လေးရာလည်းအများကြီးပေါ်လာတဲ့ခါကျတော့လင်းအိမ်မှာဒေါက်တာဇက်ကိုသွားခဲ့ဒေါက်တာဇက်ရန်ကင်းကိုသွားတဲ့အချိန်မှာတော့ အာဒါငါးစီမြောင်မှာသွားရတဲ့အချိန်မှာသူ skin လေးကတော်တော်လေးကြီသွားတယ်ဘာဖြစ်လဲဆိုတော့သူ treatment လုပ်လိုက်တဲ့ခါကျတော့သူလုံးဝပေါ့နော်အောက်ခံအသားယူပါကြည်အောင်လုပ်ပေးရဖြစ်တဲ့အတွက်နဲ့ skin ကကြီသွားတယ်အာလင်းအနည်းဆုံး၅ခေါက်ခုနှစ်ခေါက်လောက်သွားရတဲ့အချိန်မှာတော့လုံးဝဝက်ချံပြန်ပြီးတော့ပျောက်သွားတယ်ပေါ့နော်ဆရာဝန်ဆရာမရဲ့စကားတွေနားထောင်နေတယ်အဲဒါပေမဲ့အာဘာဖြစ်လဲဆိုတော့လင်းကရေတိတ်ပြန်မတောက်ဘူး ice coffee ရေအများကြီးပြန်တောက်တဲ့အချိန်မှာဝက်ချံလေးကပြန်ပြီးတော့ ရန်ထလာအဲ့ချိန်ပေါ့နော်အစီဘူးစားပေါက်လာတယ်အဲ့တော့လင်းဖြေရှာပြီးပေါ့နော်ဒီတိုင်းဆိုငါမဖြစ်တော့ဘူးငါအနေနဲ့ဒီဝတ်ချံနေအရေရှိမှာကောက်အောင်ဘလိုမျိုးလေးထိမ့်သိမ့်ရမလဲဆိုပြီးတော့နီးလန်းရှာရဲ့ချိန်မှာလင်းအနေနဲ့ဟို6ချိန်မြောက်ကိုတော့ကုလိုက်တယ်ကုလိုက်ပြီးရဲ့ချိန်မှာလင်းအနေနဲ့အမြဲတမ်းတော့ဒီစီးကောင်တော့မပေါနိုင်ဘူးပေါ့နော်ဆိုကိုမလည်းကိုအလုပ်ကိစ္စတွေလည်းရှိနေတယ် အာပြီးလို့ရှိရင်အာဒီခဏခဏ treatment သွားလုပ်ဖို့ဆိုရလဲဒါ budget ကလည်းအများရန်နိုင်နေမှအဆင်ပြေပါလိမ့်နော်အဲ့တော့ကိုယ်အနေနဲ့ဝင်တဲ့တယောက်ဖြစ်နေတဲ့အခါကျတော့ကိုယ်အနေနဲ့အချိန်ကိုခဏခဏမသွားနိုင်တဲ့အခြေအနေမျိုးစားတွေမှာကိုယ်အနေနဲ့ဘယ်လိုလေး treatment လုပ်ရမလဲဆိုတော့နီလန်ကိုလိုက်ရှာတဲ့အချိန်မှာဆန်းကပြောတဲ့သဘောနီလန်လေးရယ်ပြီးတော့ link ကို link ရှာထားတဲ့နီလန်လေးတွေရယ်ကိုပေါင်းပြီးတော့သင်ရဒါ ညသောအဖြစ်ဒီအသားကြီးထိမ့်သိမ့်မှုတွေလုပ်တယ်ပေါ့နော်အဲ့ဒီထဲမှာလေး shortcut way တွေလည်းပြသွားမယ်လင်းအတွက်အများအား treatment လုပ်တဲ့ pound တဲ့ skin glow တခုနဲ့လင်းဒီမှာပြပြသွားပါမယ်အာလင်းပထမအောင်ဆုံးအနေနဲ့လျားထိုင်ရယ်အာ15မိနစ်မိနစ်20လျားထိုင်ပြီးရောရှိရယ်အာအနေတိုင်းပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီ WhatsApp ပေါက်တဲ့လူတွေကသူက stress hormone အများကြီးရယ် အဲပြောမယ်ဆိုလို့ရှိရင်စိတ်ပူပန်မှုတွေ overthinking တွေအရန်များတဲ့ခါကျတော့အာပြီးသူတို့ပြောတဲ့စကားတွေမပြောလိုက်တဲ့ခါတော့စိတ်ထဲမှာမြုံနာတဲ့ခါတွေမှာ stress တွေများလာပြီးတော့သူတို့ကအာဒီ hormone changes တွေဖြစ်တယ်အဲ့တော့ stress hormone ကဘာဖြစ်လဲဆိုလင်းလို့ရဲ့ဝက်ချံကိုပေါ့ဖို့အားပေးတယ်ပထမတစ်ချက်အဲ့မှာအဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီတရားထိုင်တဲ့ခါကျတော့အာလင်းတို့ရဲ့အတွေ့တွေကအတိတ်နဲ့ နာကကိုသွားမနေရောပဲနဲ့လက်ရှိပြဿနာမှာမနေရဲ mindfulness ဖြစ်သွားတဲ့အခါကျတော့စိတ်ကကြည်လာတယ်အေးချမ်းလာတယ်ဘာလို့လှုပ်သွင်းနေဘာလို့ပြောသွင်းနေသိလာတဲ့အခါကျတော့စိတ်ကလေးနည်းနည်းငြိမ်လာတယ်အဲ့ဒါကြောင့်မို့လို့အာ stress hormone ရောသားတဲ့အခါကျတော့မျက်နှာသားရည်နည်းနည်းကြည်လာတယ်ပေါ့နော်ဒုတိယတစ်ချက်ကကျတော့ detox water ပောက်ပါတယ်မင်းက detox water ကိုတစ်နေ1လီတာပောက်ဖြစ်တယ်ပေါ့နော် အာအဲ့ခါကျတာရီကြီးလာတယ်ပေါ့နော်အဲ့တော့ဒီတော့ water ရဲ့ကောင်းကျိုးတွေနဲ့ပတ်သက်တာကိုသိကျင်နေဆိုရှင်တော့ link ရဲ့အရင်ဒီတော့ water နဲ့ပတ်သက်တဲ့ blog လေးမှာတွားပြီးပြန်ပြီးကြည့်လို့ရပါတယ်အာနောက်တစ်ခုကတော့ link ဒါနှစ်တစ်ပတ်ကို၂ရက်လောက်ကတော့ link ပေါင်းတင်တယ် skin care လေးတုံးတယ်အဲ့ skin care ကဘာလဲဆိုလို့ရှင်ရင်တော့ miss by ဆိုရဲ့အာ charcoal clay mask ပဲဖြစ်ပါတယ်ဟိုဒီ charcoal clay mask ကဒါလေးပေါ့နော်အာသူက အာသူ့ကိုတုံးမယ်ဆိုလို့ဆိုရင်သူတို့ပထမဆုံးမိတ်ကပ်ဖြတ်ပြီးတော့ masculine water နဲ့မျက်နှာကိုအာတန့်စင်မယ်အဲပြီးလို့ရှိရင် official form ပေါ့နော်မျက်နှာသီးနဲ့မျက်နှာသင်မယ်မျက်နှာသပြီးလို့ရှိရင်အာသူတို့အနေနဲ့ဒီ charcoal clean mask ကိုအာမျက်နှာအနှံပေါ့နော် ဒါသူလိမ့်လိုက်မယ်လိမ့်လိုက်ပြီးလို့ဆိုရင်15မိနစ်ထားမယ်15မိနစ်ထားပြီးရင်တော့မျက်နှာပြန်တက်လိုက်ပေါ့ပြန်တက်လိုက်ပြီးရဲ့အချိန်မှာတော့ဘာဖြစ်မှာလဲဆိုလို့ရှိရင်အဲ့ဒီမှာမျက်နှာလေးကလုံးဝကြည်ချောနေရခံစားချက်ကလေးရလိမ့်မယ်အဲဒါပေမဲ့အဲ့အချိန်မှာတော့လင်းတို့ moisturizer လေးလိမ့်ရပါမယ်ပေါက်တင်ထားတာဖြစ်တဲ့အတွက်လည်း moisturizer လေးလိမ့်ရတယ်လိမ့်လိုက်ပြီးတော့မျက်နှာလေးကိုကင်ပြီးရဲ့အချိန်မှာတော့ချောနေရခံစားချက်ကလေးရပါလိမ့်မယ် အဲဒါတော့ညီတို့အတွက်အလွယ်ကူဆုံးပေါင်းတင်နေလည်းဖြစ်တယ်လို့လုံးဝလည်း effective လည်းဖြစ်တယ်။အာ Miss My Soul ရဲ့ဒါ Midnight Dream Charcoal Glimmers က14500ပဲပေးရတယ်။သူကအာ2000တောင်မပြည့်ရဲ့ဈေးနှုန်းနဲ့ပေးရတယ်ဆိုပေမဲ့ဒီသူကပေးရတဲ့ဈေးနှုန်းထက်ပိုပြီးတော့ကောင်းတဲ့ quality လောက effective ဖြစ်တဲ့ quality ကိုပေးရပါ အာ look at brand နဲ့မှာဆိုတော့သူကတော့တော်တော်လေးကောင်းတဲ့တဲမှာပါရယ်လင်းလည်းတော်တော်လေးလည်းလင်းကိုယ်တိုင်းလည်းလက်တွေ့သုံးပါတယ်သုံးလို့လည်းကိုယ်မှာလည်းလက်တွေ့ effect ဒီမျက်နှာလေးကြည်လာရပေါ့နော်မဖြစ်ရင်တော့ကြည်လာရဲ့ခံစားချက်ကလေးရရပေါ့နော်အာလင်းကတော့ဒါကြောင့်မို့လို့ဒီပစ္စည်းလေးကိုတော့ ါ recommend ပေးပါတယ်အဲ့တော့လင်းလိုမျိုးပဲဒါ oily skin တမဝတ်ချံလည်းပေါက်ခူရဲဆိုရင်လူတော်တော်များများကတော့အကယ်၍ဝတ်ချံပျောက်သွားခဲ့သည်ရှိတော့အသားရေဆက်ပြီးတော့ထိမ့်သိမ်းကျင်တဲ့လူတွေဝတ်ချံ မပအောင် skin care ဂျန်နေတဲ့လူတွေဆိုလို့ရှိရင်တော့ဒီ Miss Spice ရဲ့ Midnight Green Charcoal Clay Mask လေးကိုသုံးဖို့ recommend ပေးပါတယ်။သူက budget လည်း safe ပဲ။ပြီးတော့ budget တက်ပိုကောင်းတဲ့ quality လည်းရတယ်။ပြီးတော့မျက်နှာလေးရတဲ့လုံက skin လေးကကြီးကြီးဆိုးဆိုးလေးပဲဖြစ်တယ်ပေါ့နော်။အဲအဲ့တော့ဒီ Charcoal Clay Mask လေးကိုလင်းရတော့အာလင်းသုံးတဲ့ပစ္စည်းရမှာကောင်းတဲ့ပစ္စည်းဖြစ်တယ်။ဒါအာ join နဲ့ budget လည်း save ပြီးတော့ လှပြီးတော့ skin care လုပ်ချင်တဲ့လူတွေလည်းနေရာ recommend ပေးလိုက်ပါတယ်။အဲလင်းရဲ့ channel လေးရဲ့ video လေးရအပိစာတူတရားချင်းစီဟိုင်းလေးကျေးဇူးတင်ပါတယ်။နောက်တဲ့ season 3 video တင်နေလာအောင်ပါလို့ဒီရဲ့ channel လေးကိုစောင့်မျှော်ပြီးတော့အပိပါအုပ်လည်းဖိတ်ခေါ်လိုက်ပါတယ်။နောက်တဲ့ season 3 video တင်မှာပြန်ဆုံပါမယ်နော်။